ငါးနဲ့ဘဲပေါက်လေးတွေကိုအသုံးပြုကစပားကင်းကြီးအထွက်တိုးစီမယ်နီရှေတဲကိုလွှတ်ချနေတဲ့ဒီဘဲပေါက်လေးတွေကိုတာမန်လို့မထင်လိုက်ပါနဲ့သူတို့ကလေသမားတွေရဲ့တခင်လို့ပြောရလောက်အောင်စွမ်းဆောင်ပေးမှာပါတာမန်စပားကင်းလေးကိုရှေပလန်နဲ့အထွက်တိုးစီခြင်းရောဒီနီးကိုဒါလှုပ်ကြည့်လိုက်ပါဘယ်ရီကိုစပားဆိုင်ခင်းနဲ့ကိုလှုပ်လိုက်ကြတယ်သူတို့ဟာအဖြက်ပိုးမွားတွေကိုစားတော့ပေးကြပါလိမ့်မယ် ဒါဟာပိုးသက်စီဖြန်းစီရမလို့လောက်အောင်အထိအသုံးဝင်စီပါတယ်။ဂျာအပြင်ဘဲရီကိုလည်းအစာကျွေးပြီးသားဖြစ်သွားစီတာမို့တစ်ချက်ခုတ်ပြီးတော့နှစ်ချက်ပြတ်သွားစီမှာအသေးစားပါပဲ။နောက်ထပ်တစ်ခုကတော့ဘဲရီရဲ့ဆွန်ထုတ်လိုက်မဲ့အညစ်အကြေးတွေကြောင့်စိုက်ခင်းထဲမှာသဘာဝအာဟာရတွေပို့ပြီးတော့တိုးပွားသွားစီတာမို့စဘာပင်တွေပို့ပြီးတော့အထွက်တိုးလာတာပါ။ဒီလိုနီလန်းကိုငါးရီနဲ့လည်းအသုံးပြုလို့ရပါသေးတယ်။ငါးရီကလည်းပိုးမွားတွေကိုစားဖို့နဲ့သူတို့ရဲ့အညစ်အကြေးတွေကရေစီလောမှာအာဟာရဖြစ်ဖို့ကူညီပေးမှာပါ။အပင်တွေ ွေသီးနှံကြလို့ရှိတ်သိမ်းရမယ့်အချိန်ရောက်ရင်ငါးရီရလဲရောင်းချဖို့အရွယ်စားရောက်ပြီးတော့ double စီးပွားရေးအောင်မြင်စေမယ့်နေလမ်းပဲဖြစ်ပါရဲ့ရှင်။ဒရိဆန်ရဲ့မစင်ကိုတုံးပြီးလောက်ရတဲ့စားဝယ်တစ်မျိုးအိန္ဒိယမှာထုတ်လုပ်ရေးနေရတော်တော်များမှာဒီနည်းလမ်းကိုအသုံးပြုနေသေးပါဒါဟာရှေးအစဉ်ဆက်ကလောက်ကင်ကြတဲ့ရိုးရာဆိုရင်လည်းမှားပါဘူးဒါကတော့စားမဲထုတ်လုပ်တဲ့လုပ်ငန်းစဉ်မှာ နေဦးတော်တော်များလဲလိုအပ်ပါတယ်အရင်ဆုံးတော့ခြေတုံအများကြီးကိုယူပြီးတော့မိဖို့ခြင်းထဲမှာပြန့်အောင်ထားလိုက်ပါတယ်အပေါ်ကနေပြီးတော့မိသွေးကဲတွေကိုထပ်ဖုံးရပါမယ်ပြီးရင်တော့ rubber အချောင်းရှည်တွေကိုမိရှို့ပြီးနေရာဆုံးမှာဒီလိုထားလိုက်ပါတယ် အဲ့ဒီမိအချောင်းတွေပေါ်ကိုနွားချင်းနဲ့မိသွေးတွေတက်လွားစီထပ်ပြီးတော့တင်ပါတယ်။အားလုံးပြီးသွားတဲ့အခါမှာတော့အသင်းပြုတ်လို့ထားတဲ့မိအိုးတွေကိုအပေါ်ကနေအစီအီတင်လိုက်ပါမယ်။အထဲကိုချိတ်ချထားတဲ့စားကြမ်းဖြူမုံတွေလောင်းထည့်ပါမယ်။အပေါ်နားမှာတော့ဆယ်ဖာစီတွေကိုစားဖြူနဲ့ဓာတ်ပြူစီဖို့အတွက် သိထည့်လိုက်ပါမယ်။ဒါမှသာစားမဲတွေရရှိပြီးအရသာလဲတိုးစေဖို့ပါ။ဘေးရနေနွားချေးတွေချက်ပြီးတော့သိပါမယ်။ပို့ပြီးတော့အပူတိုးစေဖို့ပါ။မိသွေးနဲ့အိုခဲတွေကိုအိုးအပေါ်ကနေဖိသိပါမယ်။တနေ့နဲ့တညာလောက်ထားပြီးတဲ့အခါမှာတော့အိုးတွေကိုထုတ်ယူပြီးတော့စားမဲတွေကိုရယူနိုင်ပါပြီ။လက်မျောဖို့ကောင်းတာကတော့သူတို့ကအိုးတွေကိုခွဲပစ်ပြီးမှသာယူကြတာပါ။ပရိသတ်တော်စာမဲပြုလုပ်ဖို့ရဲ့အထွေးအကြုံရှိရင်ကောင်းမလေးထဲမှာပြောပြသွားကြပါအောင်ရှင်။ ။နေရာဒီမှာအေးမြစီမဲ့မရှိမဖြစ်အရာတခုကိုဒီလိုလုပ်ထားပါရီ။နီးပြတ်နေတဲ့အချိန်လဲအေးမြနေစီမှာဖြစ်ပါရီ။ဟုတ်ပါရီ။ဒါတော့အာသွင်းပန်ကာဖြစ်ပါရီ။ဒါကိုလုပ်တဲ့လုပ်ငန်းစဉ်ကအတော်လဲနီးပညာအားကောင်းပြီးတော့စိတ်ဝင်စားဖို့ကောင်းလာပါရီ။ပထမဆုံးပန်ကာတလက်တွေအတွက်အဝါရောင်ပလတ်စတစ်အရည်ကိုပုံဖော်ကွက်တဲ့ကိုညှစ်ထည့်ပြီးတော့အပူပေးနှိပ်လိုက်ပါရီ။ခဏကြာမှာတော့လှပတဲ့အဝါရောင်ပန်ကာတလက်ရရှိပြီးဖြစ်ပါရီ။တခြားရောင်ကိုလည်းအသုံးပြုနိုင်ပါသေး යි ။ပြီးရင်တော့ပန်ကာလေဖို့အတွက်အလဲမာလေကြီးတဲ့ပစ္စည်းတစ်ခုကိုတက်စင်ပါရီ။ ပြီးရင်တော့ခုနကလှုပ်ထားတဲ့ဇလက်နဲ့တွဲပြီးတော့ဘေးကနေအကာအဖြစ်ပန်ကားရီမှာတွေ့နေကြဖြစ်တဲ့ဘေးကကိုတက်ဆင်လိုက်ပါရီဝုတ်နဲ့တေချာလှည့်လိုက်ပါရီဒါမှပဲခိုင်မှာဖြစ်ပါရီပြီးရင်တော့ပန်ကားလေးရေဖို့လိုအပ်တဲ့လျှက်စီပစ္စည်းတွေနဲ့ချိတ်ဆက်လိုက်ပါရီဒီမှာနည်းနည်းမှမားလို့မရပါဘူးမားသွားတာနဲ့ပန်ကားမလင်နိုင်ဖြစ်သွားစီမှာပါနောက်ဆုံးအဆင့်ကြီးနေ့ကတော့ပန်ကားကို360ဒီဂရီလေနိုင်အောင်လို့ဘေးပေါင်တက်ဆင်တာနဲ့ပန်ကားထောင်လို့ရအောင်လို့အောက်ခြေကိုစနစ်တကျတက်ဆင်လိုက်ပါရီဒါဆိုရင်တော့အသေးသေးထိအေးမြသွားစီမယ်ပန်ကားရပြီဖြစ်ပါရီ ပရိသတ်ကြီးတို့လည်းဒီຫນွေအတွက်ဒါမျိုးတစ်ခါလောက်ပြေးဝေထားလိုက်ကြဖို့အကြံပေးခြင်းပါတယ်